မင်းကလည်းထပ်မထည့်ရရင်မနေနိုင်တော့လေတစ်ခါတည်းကိုပဲ short ပြီးတော့ထည့်လိုက်တာနောက်တစ်ခါထပ်ထည့်လိုက်တော့နှစ်ခါထည့်ပေါ့ဒါမဲ့ potion အရာကြည့်မယ်ဆိုတော့ဝဲရဲစားတာလေအဲအဲ့လိုဒါမဲ့ကိုနှစ်ခါတော့ထည့်တယ်ဆိုရင်ဂျေနဲ့သွားစစ်ကလေးရပြည့်ရမလားတစ်ခါတည်းအများကြီးထည့်ဖရစ်ဆိုကုန်သွားပြီးတော့ထပ်ထည့်ရင်စိတ်ကြီးပေါက်တယ်စားပါတယ်ချူလေးရလေအခုတွေ့တယ်သီလားအဲသမင်းမစားလို့ခလိမ့်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ညီမလေးတွေကိုကြည့်လိုက် ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ခမင်းမစားလို့ပလိမ့်နဲ့ခမင်းအရန်စားတဲ့ကောင်မလေးတွေကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပလိမ့်တော့ငါတို့ကခမင်းစားတဲ့အဖွဲမှာနေရမှာလားခမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးဦးစားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲ့တော့ခန္ဓာကိုယ်လှချင်အလှပကိုကြည့်ချင်တဲ့လူတွေဓမင်းမစားရတဲ့ကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုယ်ဘလို့အနေနဲ့စားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့် ကမုန်းပြည့်နှစ်30ပြည့်ပုံလေးပေါ့နော်အဲအဲ့ဒါမှစိတ်နှမ်းတော်ကနေပြီးတော့ကျူလေးတို့ဖိတ်ကြရတဲ့လာရောက်တက်ဖြစ်တာပါဒီကတော့လေဟိုကျူလေးကြတော့လေဟိုဒီအကကြီးလည်းမကခြင်းစင်ပေါ်မှာလေအကကြီးလည်းမကခြင်းတခြင်းတော့ဆိုဖို့တောင်းဆိုပေမဲ့အတန်းမလို့ပါအဲမှာတော့တော့တခြားဘွဲတွေတော့အများကြီးဆိုပါတယ်အဲဒီဘွဲမှာတကယ်အဆူရော်ကြီးလည်းပါတယ်လေအဆူရော်အများကြီးပါတဲ့အခါကျတော့ကိုကလည်းအခု professional line မဟုတ်တဲ့အတွက်ဒီ ီပွဲမှာတော့တချင်းလည်းမဆိုခဲ့ဘူးအဲ TikTok တွေကဖို့ကြောက်လဲကိုကိုတိုင်းအဲ့လောက်ကြီးလဲအစင်ပေါ်ကြီးမှာတက်ပြီးတော့မကကြင်ဘူးအဲ့တော့ဘာလို့ရလဲဆိုတော့ကိုတရုတ်စာလေးအဲ့တော့ဟိုကိုနဲ့ပေါ်တော့ဒီ TikTok ပေါ်မှာပောက်ခဲ့တဲ့ဒီဇက်ဝင်ကဲလေးတွေကိုပဲဒီပေါင်လေးတွေနဲ့တွဲဖက်ပြီးတရုတ်စောင်းခဲ့ရတယ်ပေါ့အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးကိုကတော့အားပါစားတာပဲကိုစားခြင်းနဲ့စားစာလေးအဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးဆိုတာကလေဟိုကပေါ့ကိုဘယ်လိုပြောရမလဲ သူတို့တွေပေါ့အရင်ကြော်ညာပေးသလိုဖြစ်နေမဲ့ပြင်မမြိုက်ရဘူးတဲ့စားကျင်အိမ်မှာပဲရိုက်တယ်ဘယ်ဆိုင်ရလဲလည်းမပြောရဘူးတဲ့အဲ့လိုမာတာလို့အဲ့ဒါအပြင်မှာမရိုက်ဖြစ်တာပါတကယ်တော့စားလိုက်ရိုက်ချင်တာနောက်ပိုင်းဒီထက်ပို့ပြီးနက်နက်နဲနဲချက်ပြုတ်ပြီးတော့စားအောင်ပါပါဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေကိုခင်ဗျနေမဲတိရခါကြောက်လဲကောင်မလေးကစကားမပြောတတ်ဘူးလို့ထင်ပါသေးလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော် အော်မဟုတ်ပါဘူးလေဟိုငငယ်ကလေးကအဲ့လိုသမင်းစားရင်မိသားစုတွေအကုန်လုံးလက်ရည်တပြင်းဒီအဲ့လိုဇဝဲဝိုင်းအကြီးနဲ့ငငယ်လေးကလေးအဲ့လိုပဲစားလာခဲ့တာနောက်ပိုင်းဟိုမိသားစုနဲ့လည်းဖွဲနေရတယ်ကိုလုံးနဲ့ကိုပေါ့အဲ့လိုကြောက်ရလေအိမ်မှာတယောက်တည်းစားရတော့လေပြင်းတယ်ဟိုရုပ်ရှင်ကြည့်ပြီးစားရတာလေတစ်ခါတလေကောင်းမှတစ်ခါလေးကြောက်တော့မကောင်းအဲ့တော့ဖုန်းထောင်ပြီးတော့စိတ်ထဲမှာကိုမိသားစုပေါ့နော်အဲ့လိုကိုပေါင်းတဲ့ငယ်ချင်းကိုကြည့်ပြီးစကားပြောနေရတယ်လို့မျိုးအဲ့လိုအတူတူသမင်းအတူတူစားတယ်လို့ခန်းစားချက်နဲ့စားလိုက်တော့လေစားဝင်တယ်လေ အဲ့လာတော့လေအတန်ပြောပါစေအဲ့ရပါစားရလေနော်ငငယ်တုန်းကလူကြီးတွေနဲ့ဆိုအများနဲ့အခောက်ခံရတဲ့ကိုဘာသာကိုတော့ကိုစိတ်ကြိုက်စားချင်တယ်လို့စားမယ်နော် အဲ့လိုမျိုးဒါမဲ့မဟုတ်ဘူးအဲ့ဒီမှာလေကပ်ကပ်အဲ့အရင်တော့ကမသိဘူးပရိုတွေပါတယ်မဝယ်လိုက်မိဘူးပဲဒီလားကစီနယ်ပြီးမဝယ်လိုက်မိတော့အစားတော့စားတဲ့အတန်ပါတယ်အခုပရိုဝယ်လိုက်ပြီဝယ်လိုက်ပြီဆိုတော့ကြ reduce noise ကိုနှိပ်လိုက်ရင်အတန်ပြောက်သွားတယ်ကောင်မလေးကတိသွားပြီအဲ့တော့စိုက်တယ်လို့စားတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဘူးမှမကြတော့ဘူးဟုတ်အဲ့ဒါမှအဲ့လိုလေဟုတ်အဲ့လိုပေါ့အဲ့လိုစားနေတဲ့အတန်ကိုချားရင်တရားတော့ဖုံးခွင့်ပြီးစားနေတဲ့အတန်ကိုချားရင်တော့ဘိုက်ကစားတယ် သူပါစားလဲလို့ပို့ကြည့်လိုက်ရင်အဲ့ဒါငါလုံစားမယ်ပဲအဲ့လိုမျိုးပေါ့နော်ဟိုပါလက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနက်အနက်ဆိုရင်ရင်မွေးဆိုရင်တနအိတွင်းပြောက်သွားတယ်အဲ့လိုတမင်းနေပါရင်များဟင်းနေပါရင်လည်းနယ်ဖက်လိုက်နှစ်ရက်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာကွယ်ကိုယ်တမီးစားခဲ့ရရပါပြီပေါ့မင်းသားလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတသက်လုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ blacklist အဖြစ်မခံနိုင်ဘူးလေနော် စားပါတယ်ချူလေးကလေအခုတွေ့တယ်သီလားအဲထမင်းမစားလို့ပလိန်ကြရတယ်ပေါ့နော်ဒါပေမဲ့အဲ့ညမလေးတွေကိုကြည့်လိုက်ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ထမင်းမစားလို့ပလိန်နဲ့ထမင်းအရန်စားတဲ့ကောင်မလေးတွေကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပလိန်တော့ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးဦး ဆိုင်တော့ဒီခန္ဓာကိုယ်ကြည့်လိုက်မဆိုင်ဟိုခန္ဓာကိုယ်ကြည့်လိုက်အဲခန္ဓာကိုယ်လှချင်အလှပကိုကြည့်ချင်တဲ့လူတွေတမင်းမဆိုင်ရကောင်မလေးတွေကိုကြည့်အဲလိုပေါ့နော်ခန္ဓာကိုယ်ဘလို့နေနေဆိုင်ရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့်အစီရင်းနှစ်ခုလွှင့်မှုရှိရဒီနှစ်ထဲမှာပေါ့နော်မဟာမာမဟာမာကသစ္စာဖြင့်တာစီရင်စီဆိုတာဒီနှစ်မကုန်ခင်လွှင့်မယ်အရန်ဆိုးတဲ့ကောင်မလေးပေါ့တအားဆိုးတဲ့ကောင်မလေးပေါ့နော်အဲ့လိုနင်နာယူပဲပေါ့နော်ဆိုတော့အဲ့ကောင်မလေးကလည်းကြည့်ရမယ်အဲအဲ့ ဒီအရန်ဟိုပေါ့နော်အနစ်တွေအကြိုက်အလုပ်တွဲလုပ်ခဲ့တဲ့နေရာတစ်ခုကနေပြီးတော့လဲ series တစ်ခုလွှင့်မယ်ပေါ့နော်အဲ channel line ကတော့ဟိုဘက်က announce အတိအကျမလုပ်သေးတဲ့အတွက်သူလေးလည်းမပြော ခြင်းဘူးအဲရိုက်ထားတာတော့ power gain နဲ့ရိုက်ထားတာအဲ့ဒါကတော့အဲ့လိုပေါ့ခေါင်းစည်းစာတန်းအထူးသရုပ်ဆောင်ပြီးဆိုတဲ့စာတန်းကြီးနဲ့ပေါ့နော်ကိုလည်းမတောင်းဆိုပါဘူးအဲ့လိုထိုးထားရလဲရှက်တောင်းရှက်တယ်ဒါပေမဲ့လည်းဟိုကကိုတံပိုးထားပြီးရောပေါ့နော်အဲ့လိုမျိုးတရုပ်ဆောင်ဝင်ပေးရတယ်လေကျေးဇူးတင်ပါတယ်အဲ့ရမတ်ကကြိုးဆိုတာဂျေးကိုလည်းပါတယ်ပေါ့နော် အဲအဲ့ series ကိုလွင့်မယ်အဲ့ဒါလည်းဒီနှစ်ထဲပဲအဲဘောနော်အထူးသဖြင့်ဆောင်းသီးဆိုပေမဲ့တအားမုန်းကြမှာဘယ်လိုပဲအရန်ဆိုးရက်ကောင်းပါလေလေဒီစားရရလဲထဲလဲဟော့တယောက်ဟော့တယောက်ဆိုတော့အရင်နိုင်ယူလေးငါပြောဗန်းပြောသူကသူတော်တယ်သူကသူကောင်းတယ်ဟုတ်ပရိသတ်တွေရဲ့အမျိုးဘောနော်နားထောင်ပါမယ်ဟုတ်အဲ့လိုတော့မဟုတ်ပါအမြဲတမ်းအစ်စ်ပါပဲ အပြင်းရံနဲ့ကြာဂျူလီယက်ရုပ်ရှင်ကိုင်းတက်ပြီးသွားရေပေါ့နော်ခုနကစင်ပေါ်မှာပြုဆောင်ခဲ့ရဆိုတော့မာယာကြာပြင်းရံနဲ့ဂျူလီတို့ပထမအောင်ဆုံးဆုံးဖြတ်ရိုက်ခဲ့ရရုပ်ရှင်ကိုင်းပေါ့ဂျင်းနဲ့ကြာပထမအောင်ဆုံးအပထမအောင်ဇလန်တွဲရတော့ပထမအောင်ဆုံးဇလန်တွဲပေါ့နော်အဲ့ဒါကတော့ဟိုဘူးလဲအကောင်းဆုံးကြိုးစားထားတယ်ဂျင်းနဲ့လည်းရုပ်ရှင်ကိုင်းတက်ဖို့ရှိသေးတယ်ပေါ့နော်အဲ့ဒါတော့ဒီနေ့ဖြစ်မလားနောက်နေ့ဖြစ်မလားတော့မသိဘူးပေါ့နော်